မင်္ဂလာတတမင်းမျိုးရေဒီနေ့မှာလည်းမြန်မာစာကြည့်ရတဲ့အတဲ့တစ်ခုကိုထပ်ပြီးလေ့လာကြည့်ကြရအောင်နော်ဒီနေ့မှာလေ့လာမယ့်ဘီရဲ့နာမည်ကတော့ရာကောင်းလို့ခေါ်ပါတယ်အရှိတ်ကမှသင်ခဲ့တဲ့ဘီရဲ့နာမည်ကတော့ရာပလက်ပါရာကောင်းနဲ့ရာပလက်ကသူတို့ရဲ့အတန်လေးတွေကတော့တထက်သေးလို့ပြောလို့မရပေမဲ့ခက်ဆင်ဆင်တူပါတယ်နော်ရာပလက်ရဲ့အတန်ကလည်းရာဖြစ်တယ်လို့ရာကောင်းရဲ့အတန်ကလည်းရာပါဟောရာကတော့ရာကောင်းလေးရဲ့ရင်းနှီးဖြစ်ပါတယ်တိုင်းကြည့်ကြပါအောင်နော် ခဲတာဆိုရင်ရာကောင်းတဲ့ဆိုင်နဲ့ပုံလေးတွေထပ်ပြမယ်နော်ခေါ်မှကြည့်ပါအောင်ဒီဟာကိုဘယ်လိုခေါ်လဲသိကြလားယထာလို့ခေါ်ရယ်နော်ဟောဒီမှာအဲစကားပြနေတဲ့သူတွေလည်းရှိတယ်နောက်ပြီးလို့ရှိရင်အာဒန်းစီးနေကြတဲ့သူတွေဟောဒီမှာတွေ့လားစကားပြနေတဲ့အဲကိုကိုမမတွေအများကြီးရှိတယ်နော်အဲ့ဒီမှာမာတသားမိမိတို့ဟောဒီ စီးလို့ရတဲ့ရင်လေးတစ်မျိုးပေါ့နော်အဲ့ဒါလေးကိုသိစားလားဟုတ်ပြီသိရင်လည်းရတယ်မသိဘူးဆိုရင်လည်းအရှိမပါမှဖြစ်တဲ့အတွက်ကြောင့်ခဏလေးအဲစဉ်းစားထားလို့ရတယ်ပေါ့နော်ကဲဒါဆိုရင်ဟောဒီမှာကြည့်ပါအောင်ဒါလေးတွေကိုဘယ်လိုခေါ်လဲမသိဘူးနော်ဟုတ်တယ်မိုးပြံမူပေါင်းလေးတွေလို့ခေါ်တယ်ဒါဆိုရင်ရောက်ောက်နဲ့ပတ်သက်တဲ့ကြံလေးကိုကြည့်ကြရအောင်နော်ရာကောက်ရာကောက်ကိုရာကောက် ယထာစီလို့ခရေးရပွဲခင်းရောက်တာပြောစေရယဟတ်စီကြမှာရင်နှံ့ဖြာတဲ့ရေမွေးလေးဝေသွားချဆိုလေကဲနောက်တစ်ခေါက်တော့လိုက်ဆိုကြည့်အောင်နော်ရာကောက်ရာကောက်ကိုရာကောက် ယထာစီလို့ခရင်ရောက်ပွဲကင်းရောက်တာပြောစေရယဟတ်စီကြမှာယနံ့ဖြာတဲ့ရေမွေးလေဝဲသွားကြဆိုလေကဲဒါဆိုရင်နောက်ဆုံးတစ်ခါအတူတူဆိုကြည့်ကြမယ်နော်ရာကောက်ရာကောက်ကိုရာကောက်ယထာစီလို့ခရီးရောက် ပွဲကင်းရောက်တာပြောစေရာယဟတ်စည်းကြမှာရနံ့ဖြာတဲ့ရေမွေးလေးဝင်သွားကြဆိုလေဟောဒီကဗျာရဲ့အတိတ်တွေကတော့ရာကောင်းလို့ခေါ်တဲ့ကောင်းကလေးကယထာစီးရင်နဲ့ခီးတစ်ခုကိုရောက်ခဲ့တယ်တဲ့အဲ့ဒီရောက်တဲ့ခီးမှာပွဲစည်းတယ်ပွဲကင်းရှိတယ်ပေါ့နော်အဲ့ဒီပွဲကင်းကလည်းအရန်ကူမှပြောစရာကောင်းတယ်တဲ့ပွဲကင်းထဲမှာဆိုရင်ယဟတ်စည်းလို့ရတယ်လို့အရန်ကိုမှုန်းတဲ့ ရနံ့ဖြာရဲဆိုတာအယမ်းမွေးတယ်အောင်ပြောတာနော်အယမ်းမွေးတဲ့ရေမွေးလဲရောင်းတဲ့အတွက်ကြောင့်ဝယ်သွားရအောင်လို့ပြောတာနားလည်လားကဲဒါဆိုရင်ရာကောင်းတဲ့ပတ်သက်တဲ့စလုံးလေးကိုဆက်ကြည့်ကြမယ်နော်ကဲဟောရမှာကြည့်ပါဦးခုနကကိုရောက်ောက်စီးလာတာလေခီးသွားဖို့အတွက်စီးလာတာယယယထယယယထကဲဟောဒီပုံလေးကိုကြည့်ပါအောင်ယထကြီးကဂျုံဂျုံချက်ချက်နဲ့ခီးသွားနေတယ်ယာတိဥဒုကဘာလို့ရှိလဲ နေတာနေတယ်နော်ခေဟရီမှာပွဲကင်းထဲမှာစီးလို့ရတဲ့ရဟတ်ရှိသလိုတနည်းအားနေတနည်းအားခီးသွားတဲ့အခါမှာတကယ်အသုံးပြုလို့ရတဲ့ယယရဟတ်ယင်ဆိုတာလည်းရှိတယ်နော်ခေလိုက်ပြောကြည့်ပါဦးယယရဟတ်ယင်ရရရဟိုက်ရင်ဟောရဟိုက်ရင်မိကပါရောင်လေးလေဟုတ်ပါရဲ့အမြောင်လေးပါရရရေအို ရရရေအိုးတသားမျိုးမျိုးကဟောရလို့ရေအိုးတွေကိုတွေ့ကြတာမသိဘူးเนาะအရင်တော့ဆိုရင်တော့အိမ်တိုင်းအိမ်တိုင်းတို့မှာဒီလိုရေအိုးလေးတွေနဲ့တောက်ရေထည့်ပြီးအသုံးပြုရဲအခုခေတ်ကတော့အရန်ခင်မီလာပြီဆိုတော့ဒီလိုမျိုးရေအိုးတွေအစားအဲရေဘုံတို့နောက်ပြီးလို့ရှိရင်ရေတန်းစက်တို့ပေါ်လာပြီပေါ့เนาะရရရေဘူး ရရရေဘူးကဲအခုဆိုရင်ကျောင်းဖွင့်နေပြီဆိုတော့တသားမီးတို့လည်းရေဘူးလှလှရင်းနဲ့ကျောင်းသွားနေကြပြီဟုတ်လားရရရေမွေးရရရေမွေးကလေးတို့ရောရေမွေးဆွဲရတာကြိုက်ကြလားခေဟောင်းမှာကြည့်ပါဦးဒီဦးဦးနဲ့အန်တီနဲ့အရသမီးတို့ကြားလားရဲသားနဲ့ရဲမေလို့ခေါ်ရင်ရဲသားကတော့အဲ ဥဥရဲတွေကိုရဲသားလို့ခေါ်တာပေါ့နော်မမတွေအန်တီတွေဆိုရင်တော့ရဲမီလို့ခေါ်တယ်ရရရဲသားရရရဲမီရရရဲသားရရရဲမီကဲဒါဆိုရင်တော့ရောက်ောက်နဲ့ပတ်သက်တဲ့စလုံးလေးတွေကတော့ခုနကပြခဲ့တဲ့လောက်ပဲပေါ့နော်ဟောဒီလေးချိန်ကိုလုံးမယ်ဆိုလို့ရှိရင်တော့တသားမင်းလေးတို့ကရပ်ပလက်တင်ကန်းစာက ပုံလူရဲ့နာမည်ရရဲ့ရာသတင်ကန်းစာရဲ့ပုံလူရဲ့နာမည်ရရဲ့ကိုတိကျချင်းညှပ်လို့ပါတယ်။ဒီစီမံကတော့အထူးတလဲခက်ခက်ခဲခဲတွေမဟုတ်ဘူး။ဒါပေမဲ့စာကြည့်နေရဆိုရင်တော့လေ့ကျင့်ခန်းလုပ်ရတာလည်းပုံပြီးပြောစရာကောင်းတာပေါ့နော်။ဒါဆိုရင်ဟောရီပုံလေးကိုကြည့်ပါအောင်။ဟောရီပုံလေးရဲ့နာမည်ကဘာလဲ။ဟုတ်ပါတယ်ရေးသားပါ။ကြရစင်တော့တာမင်းကိုစဉ်းစားရမှာကရဲသားကရောက်လာရပလက်လား ဟုတ်ပါတယ်ရဲသားကရာကောင်းနေပါမှာပါ kena sin hari ma chi ba au ba le ba le ye bu no lo bu ma hoh bu no ye bu ke ye bu ga yo ya kaung ne paung la la ya plat ne paung la la sin ba chi ba au hoh ba re ye bu ga le ya kaung ne paung la ba ke da so yin naw that paung le de mong pya me no ke hari ma chi ba au ye the lu ya de da ba me tu ga ye bu that le chi de ba le phit ma le ဟုတ်တယ်ရေအိုးရေအိုးကရောရာကောင်းနဲ့ပေါင်းပါလားရာပြည့်နဲ့ပေါင်းပါလားရာကောင်းနဲ့ပေါင်းပါအဲ့ဒါဆိုရင်ဆက်ရှိရအောင်နော်အော်ဒီပစ္စည်းတွေကိုဘယ်လိုခေါ်လဲမသိဘူးနော်အများသောအားဖြင့်တော့ပုဂံမှာတွေ့ရတာများတယ်ရာရာယွန်းတယ်လို့ခေါ်ပါတယ်ယွန်းတယ်ကရောရာပြည့်နဲ့ပေါင်းပါလားရာကောင်းနဲ့ပေါင်းပါလားဟုတ်ပါတယ်ရာပြည့်နဲ့ပေါင်းပါပါရာရာယွန်းတယ် ခင်ဟာမှာကြည့်ပါအောင်ခေါင်းဆောင်ခေါင်းဆောင်လေးလုပ်တတ်တဲ့ကောင်ကလေးသူ့ကိုဘယ်လိုခေါ်ပါလဲယုံယုံကရောရာကောက်လားရာပလတ်လားဟုတ်ပါရဲ့ရာကောက်နဲ့ပါအဲ့ဒါဆိုရင်တော့ဘုံချီအောင်နော်။အော်ဒါလေးကိုဘယ်လိုခေါ်ပါလဲ။ရရရေမွေးရေမွေးကရောက်လာရပလက်လား။ဟုတ်ပါတယ်ရောက်ပါ။ ဟောဒီအကျုပ်ကလေးရောဘယ်လိုခေါ်လဲမသိဘူးရမင်းယုတ်လို့ခေါ်ရယ်နော်ရမင်းယုတ်ကရောရပ်လက်လာရကောက်လားဟုတ်ပါတယ်ရပ်လက်ပါကဲဟောရီရှင်ကိုဘယ်လိုခေါ်ပါလဲရဟတ်ရှင်လို့ခေါ်ရယ်နော်ရဟတ်ရှင်ကရာကောက်နဲ့ပေါင်းလာတာရာပလက်နဲ့ပေါင်းလာတာဟုတ်ပါတယ်ရာကောက်ပါ ခေဟာရီမှာဂျုံဂျုံချက်ချက်နဲ့တနင်္လာနေ့တနင်္လာခီးသွားတဲ့အခါမှာစီးလို့ရတယ်ယထာကြီးအဲ့ဒီယထာကြီးကရောရပါလားရပလက်လားဒါပေါ့ရကောင်းနေပေါ့နဲ့ခေဟာမကြီးပါအောင်ဒါလေးကိုဘယ်လိုခေါ်ပါလဲရတောင်လို့ခေါ်တယ်ရတောင်ကရောရကောင်းလားရပလက်လားဟုတ်တယ်ရပလက်ပါ အဆိုရင်တသားမိမိတို့ရောအမတ်ဘလောက်ရကြလဲအကုန်မှန်လားဒါမှမဟုတ်တလုံးတစ်လီမှလားဒီချိန်မှာတော့ရတဲ့အဓိကရည်ရွယ်ချက်ကတော့အကုန်မှန်တယ်အမတ်ဖြစ်ရဖို့ထပ်ဖို့တသားမိမိတို့သင်္ကန်းစာသင်ခဲ့တဲ့သင်္ကန်းစာဘလောက်နားလည်လဲဘလောက်မှတ်မိလဲဆိုတာကိုပြန်လည်ဆန်းစစ်တာဖြစ်တဲ့အတွက်ကြောင့်အကုန်မှန်ကိုအမတ်ပြမရအောင်ဆိုလည်းကိစ္စမရှိပါဘူးခဏခဏလေးချင်းပြေလို့ရတယ်နော် ဒါဆိုရင်တော့ဒီနေ့ရဲ့တင်ကန်းစာကဒီမှာပဲရနာပါမယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတွေ့ကြမယ်နော်